တို့သမီးမပါပဲဝိညာဉ်နဲ့မင်္ဂလာဆောင်ခဲ့ရတယ်။မင်္ဂလာပွဲရဲ့နောက်ွယ်ကအကြောင်းအရင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်။ဒီရက်ပိုင်းတွင်အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာမြင်ရတဲ့သူတိုင်းကိုကြေကွဲအံ့ဩစေခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုပြန့်နှံ့နေပါတယ်။အဲ့ဒါကတော့မင်္ဂလာမန်တက်တစ်ခုထဲမှာတို့သားတယောက်ထဲထိုင်နေပြီးတော့သူ့ရဲ့ဘေးမှာတော့တို့သမီးဝိဆောင်လေးတစ်စုံကိုသာချိတ်ဆွဲထားတဲ့မြင်ကွင်းမှာပဲဒီဗီဒီယိုဖိုင်ရဲ့နောက်ွယ်မှာဘယ်လိုကြေကွဲစရာဇာတ်လမ်းတွေရှိနေမလဲ။ဘာကြောင့်တို့သမီးမပါပဲမင်္ဂလာပွဲကိုကျင်းပခဲ့ရသလဲဆိုတဲ့အကြောင်းရင်းကိုဒီနေ့ကျွန်မကပြပြပေးတော့ ်မှာဖြစ်ပါရဲ့ရှင်။ဒီဖြစ်ပျက်လေးကတော့မန္တလေးမြို့ကုန်းတန်းလေးရက်ခွဲကသရိုးသားလောင်းမောင်ဖိုးလာပြင်းနဲ့ကွယ်လွန်သူသရိုးသမီးလောင်းမမေစင်ဝင်းတို့ရဲ့ခြေခွဲပေရာချစ်ချင်းရဲ့တက်တီတကူပါပဲ။သူတို့နှစ်ဦးဟာတယောက်နဲ့တယောက်အရန်ကိုချစ်ကြပြီးတော့ဘဝရဲ့ခရီးလမ်းကိုအတူတူရှောင်လန်းဖို့အတွက်သဘောတူခဲ့ကြပါရယ်။သူတို့ရဲ့အိမ်မက်တွေတကယ်ဖြစ်လာမယ့်မင်္ဂလာရက်မြတ်ကိုလည်းအော်တိုဘာလ14ရက်နေ့သတင်းကြော်လာပြကျော်ရှင်းရနေ့မှာကျင်းပဖို့အတွက်စီစဉ်ထားခဲ့ရပါ။မင်္ဂလာပွဲအတွက်အားလုံးပြင်ဆင်ပြည့်စည်နေပြီ။သူတို့သမီးလေးမမေစင်ဝင်းကိုယ်တိုင်က သူရဲ့အပျော်ရွှင်ဆုံးနေ့လေးကိုလာရောက်ချီးမြှင့်ဖို့အတွက်မိတ်ဆွေတွေကိုပျော်ရွှင်စွာနဲ့လိုက်လံဖိတ်ကြားခဲ့ပါတယ်။ဒါပေမဲ့ကံကြမ်းကြီးရဲ့ဆက်လာတဲ့အလဲပြောင်းတစ်ခုမှာမင်္ဂလာပွဲကျင်းပဖို့ရပ်ပိုင်းလေးပဲအလိုမှာအကြောင်းအလုံးကပြောင်းပြန်ဖြစ်သွားခဲ့ရပါတယ်။သတို့သမီးလောင်မမေ့စင်ဝင်ဟာမင်္ဂလာပွဲမှာအလှဆုံးဖြစ်နေစေဖို့လိုအပ်တဲ့ပန်းတွေကိုသွားဝယ်ရင်းနဲ့စံကေမတော်တဆမှုဖြစ်ပြီးတော့ရုပ်တရက်ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ရပါတယ်ရှင်။ပျော်ရွှင်စရာတွေနဲ့ပြည့်နေနေရမယ်မင်္ဂလာအိမ်က မျက်ရည်တွေနဲ့ပြင်းထန်နေတဲ့နာရီအိမ်အဖြစ်နဲ့တခဏအတွင်းမှာပြောင်းလဲသွားခဲ့ရပါတယ်။ဒီနေရာမှာအလုံးရဲ့နှလုံးသားကိုအီးပြောကြစေခဲ့ရာကသရိုးသားမောင်ဖိုးလာပြည့်ရဲ့ဆုံးဖြတ်ချက်ပါပဲ။သူကချစ်သူကိုလွန်သွားလို့မင်္ဂလာပွဲကိုဖြတ်သိမ်းမဲ့အဆောင်တတ်မှတ်ထားတဲ့ရက်မှာမင်္ဂလာပွဲကိုမဖြစ်ဖြစ်အောင်ဆက်ကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ။သူဘာကြောင့်ဒီလိုဆုံးဖြတ်ခဲ့ရတာလဲ။ကျမတို့မြန်မာလူမျိုးတွေရဲ့အယူအဆအရမပြီးပြတ်ခဲ့တဲ့ကိစ္စတွေမဖြေစည်းနိုင်ခဲ့တဲ့စံထားတွေအပေါ်မှာလူတယောက်ဟာအသေးဆုံးသွားတဲ့အခါမှာဝိညာဉ်ကစိတ်ဆွဲလန်းပြီးတော့ကျွလွဖို့ခဲရင်တက်တယ်လို့ယုံကြည်ကြပါတယ်။မောင်ဖိုးလာပြည့်ဟာသူ့ရဲ့ချစ်သူလေးမမေစင်ဝင်းရဲ့ဝိညာဉ်ကဒီမင်္ဂလာပွဲကိုပြုလုပ်ခြင်းနဲ့စိတ်နဲ့ဒီဘဝအပေါ်မှာအညီအတွေ့ဖြစ်ပြီးတော့စိတ်ဆွဲလန်းနေမှာကိုအယံဆိုးရင်ခဲ့ပါတယ်။ ဒါကြောင့်သူဟာသူ့ရဲ့ချစ်သူရဲ့ဝိညာဉ်လေးကောင်းရမုံဘဝကိုရောက်ရှိစေဖို့အတွက်အနောင်ဖွဲ့ကင်းကင်းနဲ့ဖြောင်းဖြောင်းတန်တန်ကူးပြောင်းသွားနိုင်စေဖို့သူမရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့မင်္ဂလာပွဲကို အကောင့်ထည့်ဖို့ပေးခဲ့တာပါဒါဟာသူတို့သမီးမပါတဲ့မင်္ဂလာပွဲဝိညာဉ်နဲ့လက်ထက်တဲ့ပွဲချစ်သူရဲ့နောက်ဆုံးခရီးကိုဖြောင်းပြူးစေဖို့ရည်စူးပြီးကျင်းပပေးတဲ့အဆုံးစွန်သောချစ်ချင်းမြတ်တာရဲ့ကြာရောက်တစ်ခုပါပဲမင်္ဂလာမန်တဲ့ထဲမှာသူတို့သမီးနေရာမှာချစ်သူဝင်ဆင်ရမယ်မင်္ဂလာဝတ်ဆောင်လေးကိုထားပြီးတော့တယောက်တည်းထိုင်နေရတဲ့သူတို့သားရဲ့ခံစားချက်ကိုကျမတို့ ို့အားလုံးကကိုချင်းစာချင်းနေပါတယ်။ဒါဟာယူသူမှုမဟုတ်ပါဘူး။ချစ်ရတဲ့သူပေါ်မှာထားတဲ့အနက်ဆိုင်ဆုံးသောမေတ္တာနဲ့နောက်ဆုံးတာဝန်ကျေမှုတစ်ခုသာဖြစ်ပါတယ်။ဒီဖြစ်ပျက်ကကျမတို့လူကြီးတွေပြောနေကြမင်္ဂလာဆောင်ကနေအရေးကြီးတဲ့ကိစ္စတွေလောက်ခါနီးမှာအသွမ်းလာအနေထိုင်ရှင်ကျင်မှာဆိုတဲ့စကားကိုပို့ပြီးတော့လေးနက်စေပါတယ်။ ကေပရိသတ်ကြီးတို့ရောသရိုးသားမောင်ဘိုးလာပြည့်တစ္ဆာတရားနဲ့ချစ်ချင်းမြတ်တာတွေပေါ်မှာဘယ်လိုမြင်ကြပါသလဲမှတ်ချက်လေးတွေကိုပြောသွားခဲ့ပါအောင်နော်ဒီလိုမျိုးကြေကွဲစရာအဖြစ်ဆိုမျိုးဘသူတဦးတယောက်စီမှာမှမကြုံတွေ့ပါစေနဲ့လို့ဆုတောင်းရင်းနဲ့ကွယ်လွန်သွားတဲ့သရိုးသမီးလောင်မမ်းမေစင်ဝင်လေကောင်းရာဒုက္ခတိလာပါစေလို့ဆုတောင်းမြတ်တာပို့လာလိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်